National ကိုကျွန်းကအရင်ဒီတစ်ခါပို့ပို့လှုပ်ထားတဲ့ဟာပေါ့နော်ဒီဇိုင်နာနဲ့လှုပ်တာမဟုတ်ဘဲနဲ့တငယ်ချင်းနေနဲ့အတူတူပေါ့နော်လုံးဝ DD အအဓိကတော့ဇင်ဝီလီယံပေါ့နော်သူ့ရဲ့စူးစားအထုတ်မှုတွေအများကြီးပါပါတယ်သူကိုယ်တိုင် ပေါ့နော်သူကိုယ်တိုင် PC ရေးသွားပဲသူကိုယ်တိုင်အဲ့လိုအပင်ပန်းခံပြီးတော့တည်တည်ချာချာကိုလှုပ်ပေးထားတာဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့အရင်အားလုံးအရင်ကြိုက်မဲ့ NC ဖြစ်မယ်လို့မျှော်လင့်ပါတယ် ပွဲကဒီမေ30ရက်နေ့ဆိုစမယ်ပေါ့နော် final ကတော့ June 27ဆိုရင်တော့ပြီးပါပြီအခုဒီပွဲမတိုင်ခင်မှာပို့အရင်ဆုံးအမနေ့ကဆိုလို့ရှိရင်တော့ပို့တို့ဒီ swim suit တို့ tailor shoe တွေပါပြီးမပါဘူးပေါ့နော်ဒီနေ့ကလုံးဝ DD တေချာချာကြီးကိုလုံးဝပို့တို့တစ်ခါမှမလုပ်ဘူးတဲ့အရာကြီးပါပါဆိုတော့ပို့ပို့အဲ့လိုအဆင့်မကျော်ခြင်းပေါ့နော် international ကိုမပြိုင်သေးပဲနဲ့အဲ့ဒါကြောင့်မလုကဲမှာငါဘယ်လောက်ထိလုံးနိုင်မလဲဆိုတာကိုတွေးပြီးတော့ပဲလုကဲကိုပဲအရင်ဆုံးစပြီးတော့ပြိုင်လိုက်တာပါ Kunga, 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 ဟုတ်ရှိပါတယ်အများကြီးဒီပွဲကိုမပြန်ရင်မာရေကပေါ့3လလောက်မာရေကပေါ့နော်တည်ကြပြီလားဒီပွဲဟာဒီပွဲပြန်လိုက်ရင်တော့အများကြီးပြောခံရမှာအများကြီးဝေဖန်ခံရမှာဆိုတာလေကြိုပြီးတော့တည်ပြီးသားပါတငယ်ချင်းတွေကိုလည်းအများကြီးတိုင်မင်နေပေါ့နော်ကိုယ့်ကိုယ်ကိုလည်းအစင်သိဖြစ်နေပြီလားပေါ့နော်အဲ့လိုမျိုးပြန်ပြီးတော့မေးတယ်ဒါပေမဲ့ ဒီ Miss Universe ပွဲကြီးပြီးွားကလေးကဘဝတောက်လျှောက်ငါနောက်ထပ်ပွဲကိုခံပတ်ပြန်လာဖို့အတွက်ကိုလုံးဝအတိအချာကို schedule ဆွဲပြီးတော့လုပ်ထားဆိုတော့อืมအကောင်းဆုံးဖြစ်မယ်လို့လည်းမျှော်လင့်တာမဟုတ်လို့ဒီပွဲကိုမျက်စိစုံမှိတ်ပြီးတော့ join လိုက်တာပါဟုတ်ကဲ့ပါဒီနေ့ကတော့ fashion photo shoot ကိုစိုင်းကောင်းထက်နေနှစ်ယောက်ဖန်တီးထားရမလို့ဒီလိုပုံစံလေးဖြစ်နေရပါရှင်။ဒီလိုမျိုးယောက်ျားလေးကိနေကတခါမှမရိုက်ဘူးဆိုတော့နည်းနည်း try ကြည့်ကျင်တာနဲ့ဒီစိတ်ကူးပေါက်ပြီးတော့ William နဲ့နှစ်ယောက်တိုင်ပြီးတော့ရိုက်လိုက်တာပါ။ ဟုတ်အဓိကတော့အနောက်က makeup artist ဇီလီယန်ပေါ့နော်။သူကကြတော့ဓာတ်ဓာတ်လေးလို့ဓာတ်ဓာတ်နဲ့ပို့ပြီးတော့ light တယ်ဆိုပြီးတော့အနောက်ကနေပြီးတော့ဒီတငယ်ချင်းတွေရောအဲသူသူ့ကြောင့်ပေါ့နော်။အဓိကအကုန်လုံး team တစ်ခုလုံးပါပြီးတော့အဲ့လိုတခြား DD ဆွဲပြီးတော့အဲရိုက်တာများပါတယ်ဟုတ်။အရင်အဖြစ်စီပါတယ်ဘာလို့လဲဆိုတော့ကိုတယောက်တည်းဆိုလုံးဝဒါပြိုလဲသွားနိုင်နေပေါ့နော်ဘာလို့လဲဆိုတော့ ဒီလိုအချိန်ကအရန် pressure အရန်ပြီနေတဲ့အချိန်ဆိုတော့တငယ်ချင်းတွေရဲ့အားပေးမှုကြောင့်ဒီနေရာအထိရောက်လာတာလို့ပဲထင်ပါတယ်ဟုတ်နီရှင်နယ်ကော်ကျွန်းကအရန်ဒီတစ်ခါပူပူလှုပ်ထားတဲ့ဟာပေါ့နော်ဒီဇိုင်နာနဲ့လှုပ်တာမဟုတ်ဘဲနဲ့တငယ်ချင်းတွေနဲ့အတူတူပေါ့နော်လုံအောင်ဒီဒီအအဓိကတော့ဇင်ဝီလီယံပေါ့နော်သူ့ရဲ့စူးစားအထုတ်မှုတွေအများကြီးပါပါတယ်သူကိုယ်တိုင်ပေါ့နော်သူကိုယ်တိုင်ပစ္စည်းတွေတော့ပဲသူကိုယ်တိုင်အဲ့လိုအပင်ပန်းခံပြီးတော့တည်တည်ချာချာကိုလှုပ်ပေးထားတာဆိုတော့ ဲ့ဒါနဲ့ပတ်သက်ပြီးတော့အရန်အားလုံးအရန်ကြိုက်မဲ့ NC ဖြစ်မယ်လို့မျှော်လင့်ပါတယ်။ William ကကြောက်တော့ तू ကအရန်ဖြတ်ထုံးညံအရန်ကောင်းတယ်ပြီးတော့ तू ကအဲ့လို sporting အရန်ကောင်းတယ်ပေါ့နော်အဓိကသူ့မှာအဲ့လိုအများကြီးအဲ့လိုဘာလို့ရင်ဘာအဲ့လိုအဆင်ပြေမယ်ဆိုတာကို तू ကတိရဆိုတော့ तू ကအဲ့လို make up artist တခုတည်း तू ကကျွမ်းကျင်တာမဟုတ် तू ကအကုန်လုံးပိုင်းနဲ့ပတ်သက်ပြီးတော့အကုန်ကျွမ်းကျင်တာဆိုတော့သူ့ကိုလည်းယုံကြည်ရလဲပါပါတယ် तू တတိချာချာကို detail လုပ်ပေးရဆိုတော့လေအဲကြောင့်မို့သူ့ကိုယုံကြည်ပြီးတော့တငယ်ချင်းတွေအားလုံးတိုင်ပင်ပြီးတော့ တငယ်ချင်းတွေရဲ့ sporting နဲ့ NC တခုဖြစ်လာမယ်လို့လည်းမျှော်လင့်တာမလို့သူ့ယုံကြည်ပြီးတော့လုပ်လိုက်တာပါအမှန်တမ်းပြောရင်ဘို universe တုံးက national ကိုကျွန်းကိုကိုတိတ်အားမရခဲ့ဘောနော်အခုဒီတစ်ခေါက်မှာအဲငါ national ကိုကျွန်းကိုဘလို့အမိုက်စားကြီးဖြစ်ရမလဲဆိုပြီးတော့ဘောနော်အဲ့ဒီမှာတငယ်ချင်းတွေအကုန်လုံးတိုင်ပင်ပြီးတော့တစ်ခါမှဘသူမှမလုပ်ဘူးတဲ့ national ကိုကျွန်းကိုလောက်ကြည့်မယ်ဆိုပြီးတော့အားလုံးတိတ်ချအောင်ဆွဲပြီးတော့လှုပ်လာဆိုတော့အရန်မိုက်တဲ့အရာတစ်ခုလို့မြင်မိပါတယ် အဒီရကကြတော့ပို့ပို့ပထမတကယ်ဆိုလို့ရှိရင်အခုချက်ချင်းသွားပြိုင်လို့ရရပေါ့နော်ပို့ပို့ organization နဲ့လည်းအရင်အဆင်ပြေတယ်အပြီးတော့ဒီဘက်ကလည်းပို့ပို့ပြိုင်မယ်ဆိုလို့ရှိရင် ready ပဲသူတို့အကုန်လုံးလုပ်ပြီးမယ်ဒါပေမဲ့ပို့ပို့ကိုယ်တိုင်ကမပြိုင်သေးဘူးဒီ local မှာထပ်ပြီးတော့နောက်တစ်ပွဲထပ်ပြိုင်ခြင်းသေးတာမို့လို့ပြီးတော့ကိုကိုကိုလည်းထပ်ပြီးတော့အ အများကြီးဒီဒီလောက်ထားပါတော့ schedule ရေးဆိုပြီးတော့ဒီပွဲကိုပြန်ပြီးတော့ comeback ပြန်လာရဲဆိုတာဒီလို won die အဲ့လိုမျိုးငါပြိုင်မယ်ဆိုပြီးတော့အဲ့လိုမျက်စိစုံမိတ်ပြီးတော့ပြန်ချလိုက်တာမဟုတ်ပါတော့တတိချချကို comeback ပြန်လာတာမဟုတ်လို့ဒီ local ပွဲကိုအရင်ဆုံးပြန်ပြီးတော့မှာပဲပို international ကိုတက်ပြီးတော့တက်ချင်ပါတယ်ဟုတ်ပြန်ပွဲကတော့ဒီ May 30ရက်နေ့ဆိုစမယ်ပေါ့နော် final ကတော့ June 27ဆိုရင်တော့ပြီးပါပြီအခုဒီပွဲမတိုင်ခင်မှာပို့အရင်ဆုံးအဲ မနေ့ကဆိုလို့ရှိရင်တော့ပိုတို့ဒီ swim suit တို့ tail and show ပြီးမပါဘူးပေါ့နော်ဒီနေ့ကလုံးဝ DD ကြီးတေချာချာကြီးကိုလုံးဝပိုတို့တစ်ခါမှမလုပ်ဘူးတဲ့အရာကြီးပါပါဆိုတော့ပိုပိုအဲ့လိုအဆင့်မကျော်ချင်ဘူးပေါ့နော် international ကိုမပြိုင်သေးပဲနဲ့အဲ့ဒါကြောင့်မလုကေမှာငါဘယ်လောက်ထိလုံးနိုင်မလဲဆိုတာကိုတွေးပြီးတော့ပဲလုကေကိုပဲအရင်ဆုံးစပြီးတော့ပြိုင်လိုက်တာပါဟုတ်ရှိပါတယ်အများကြီးဒီပွဲကိုမပြိုင်ခင်မှာတည်းကပေါ့3လောက်မှာတည်းကပေါ့နော် တိကြပြီလားဒီဘွဲအာဒီဘွဲပြန်လိုက်ရင်တော့အများကြီးပြောခံရမှာအများကြီးဝေဖန်ခံရမှာဆိုတာလေကြိုပြီးတော့တည်ပြီးသားပါတငယ်ချင်းတွေကိုလည်းအများကြီးတိုင်မြင်မနေပေါ့နော်ကိုယ့်ကိုယ်ကိုလည်းအဆင်သင့်ဖြစ်နေပြီလားပေါ့နော်အဲ့လိုမျိုးပြန်ပြီးတော့မေးတယ်ဒါပေမဲ့ဒီ Miss Univa ပွဲကြီးပြီးွားကလေးကဘဝတောက်လျှောက်ငါနောက်ထပ်ပွဲကိုခံပတ်ပြန်လာဖို့အတွက်ကိုလုံးဝကိုတိချာကို schedule ဆွဲပြီးတော့လုပ်ထားဆိုတော့အင်းအကောင်းဆုံးဖြစ်မယ်လို့လည်းညွှန်လင့်တာမို့လို့ဒီပွဲကိုမျက်စိစုံမှိတ်ပြီးတော့ join လိုက်တာပါ အရန်မိုက်ပါတယ်ပိုအကုန်လုံးကြည့်ပြီးသွားမယ်ပေါ့နော်အဓိကရွက်ပုံးသီးတွေကအစညီမလေးတွေကအရန်မိုက်ပြီးတော့အရန်လှတယ်ပြီးတော့အကောင်းဆုံးလုံးနိုင်မယ်လို့လည်းမျှော်လင့်နေပေါ့နော်အဲမနစ်ကဆိုလို့ပိုတို့အများကြီးဖိုက်ခဲ့ရတယ်ပေါ့နော်ဒီလိုတကယ်စီနီယာအမိုက်နဲ့အဲ့လိုအချိန်လည်းအရန်ပျော်ဖို့ကောင်းတယ်ဒီနှစ်မှလည်းမတူတဲ့အရေးချင်းနေနဲ့အရန်မိုက်တဲ့ညီမတွေအမိုက်နဲ့ပြန်ရမှာဆိုပို့ပြီးတော့လည်းရှင်းခုံပါရှင် ဟုတ်အာပူပူရန်ကုန်ပွဲကလူတွေနဲ့ပဲတွေ့ရသေးတယ်ဗောနော်ဒါမှမြို့နယ်တစ်ခုတည်းဖြစ်လို့အခြားမြို့နယ်ကညီမတွေအမတွေကတော့တစ်ခါမှတော့မတွေ့ဘူးသေးပါဘူးဒါ30ရက်နေပွဲစပြီဆိုရင်တော့သူတို့အားလုံးနဲ့ဆုံရတော့မှာပါအရင်လဲရင်ခုန်နေပါပြီအဲဒီဇိုင်းကိုတော့ final ကိုတော့အမအမလာသူစားကနေပြီးတော့ sponsor ပေးထားတာပါ အရင်လှပါတယ်အဲအဲ့အကောင့်လေးဖြစ်မယ်ဗောနော်အကောင့်တစ်ကောင်ရဲ့ပုံစံလေးကို inspire ယူပြီးတော့လုပ်ထားပါတယ်။ preliminary ကတော့တိတ်ငတ်ဖြစ်ဖို့များမယ်ထင်တယ်။အမ် ဒီဇိုင်းကတော့တော်တော်လေးဆန်းနေပေါ့နော်အကောင်ကတော့ဘယ်အကောင်လေးကြီးလဲဆိုတော့တီချာတော့ဒီဒီရောမထွက်သေးဘူးပိုတိတလောက်လေးပေါ့နော်ဒီကတော့မဟာတန့်ရဲ့လုံပတ်မှုပါပဲအဲ့ဒီ evening round နဲ့ပတ်သက်ပြီးရတာဟုတ်ကောက်ဘော့ပိုင်းကတော့ပိုလော့စရာဒီရက်ပိုင်းနေရာကျတော့အရင် photoshoot ရေးများနေရာဆိုတော့မ train တော့မ train ဖြစ်သေးဘူးဒါပေမဲ့ဒါရီပြီးွားရေးဆိုလို့ရှင်တော့ကောက်ဘော့ပိုင်းပြန်ပြီးတော့လှည့်ရပါတော့မယ် brain ကတော့ပူပူလောလောဆယ်မမအိမ်မြတ်ချင်နေ question and answer တွေလေ့လာနေတယ်ပြီးွားရင်နောက်ထပ်ထပ်ပြီးတော့ဗောနော်အာဘာတွေထပ်ပြီးအဆင်ပြေအောင်မလဲဆိုတော့မနစ်ကပြိုင်ထားတဲ့ဟာတွေပြီးတော့ international နေမှာဘာတွေထပ်ပြီးတော့လုတ်တင်လဲဆိုတဲ့ဟာတွေဗောနော်ဒီ day ဗောနော်အိမ်ကတငယ်ချင်းတွေအာညီမတွေနဲ့သူတို့တွေက list ဆွဲပြီးတော့ပူပူတေချာလေးကိုတော့လုံပန်းနေပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အားနေချက်ကတော့음ကိုကိုတော့အားနေချက်တွေကတော့အဲ့လို တနေရာမို့တနေရာတော့ရှိမယ်လို့တော့မြင်မိတယ်ပေါ့နော်ဒါပေမဲ့အခုချိန်ကြီးကတော့တိတ်တော့မတွေ့သေးဘူးဘယ်ရာမှာဖြစ်မလဲဆိုတာတော့ဒီပြန်ပွဲပြိုင်နေတဲ့အချိန်တွင်းမှာတော့တွေ့ရလိမ့်မယ်ပေါ့နော်အဲခါကြောင့်မလို့အကောင်းဆုံးတော့ကြိုးစားမယ်အဲဘယ်နေရာမှာလိုအပ်နေလဲဆိုတဲ့ဟာပေါ့နော်တည်ချာချာလေးကြိုးစားပြီးတော့ပြင်မှာမို့လို့အပြေးကြပါအောင်လို့ရှင် grand ကတော့အဓိက तू ကတော်တော်ဒါပို့ပြီးတော့များတယ်ပေါ့နော်အဲ့လိုအငိမ့်တလိုင်းမဟုတ်ပဲနဲ့ ဒီတစ်ခေါက်ကိုတော့ပူပူနေနေတွတ်တွတ်လတ်လတ်လေးနဲ့သွားဖို့တော့ရှိပါတယ်အဓိကအရင်နှုံးကလေးကလည်းအဲ့လိုအငိမ်ဘက်သွားတာပူပြီးတော့ကြိတ်တာဆိုပေမဲ့လေအခုကကျတော့မတွတ်လတ်လို့မရတော့တွတ်လတ်မှရတော့မယ်ဆိုတော့တွတ်တွတ်လတ်လတ်ဖြစ်ဖို့တော့မရပါဘူးဟုတ်ရင်ခုန်ပါတယ်အကုန်လုံးနဲ့လည်းတွေ့ချင်နေပေါ့နော်ဖြစ်နိုင်လို့ရှင်ချစ်ချင်းတော်မှပြန်ချင်နေပါပြီလို့အရန်ရေခုန်နေပါပြီ ဟုတ်ကဲ့ပါပပိုဒီခု Miss Cram ပြိုင်ပွဲမှာပေါ့နော်အကောင်းဆုံးရှင်ပြိုင်သွားမှာမို့လို့အကောင်းဆုံးအကောင်းဆုံးနေပဲချပြသွားမှာမို့လို့ပပိုအားပေးကြပါအောင်လို့ပြောချင်ပါသေးရှင်ဟုတ်ကဲ့ပါမကြခင်မှာပပိုရဲ့ National Costume ကလည်းအမိုက်စားကြီးလာတော့မှာဆိုတော့အဲ့ဒါတွေအတွက်လည်းပြိသက်တွေကိုအကောင်းဆုံးချပြသွားပါမယ်ဆက်လက်ပြီးတော့လည်းပပိုဒီ Miss Cram မြန်မာပြိုင်ပွဲမှာအားပေးကြပါအောင်လို့ပြောချင်ပါသေးရှင်ကျေးဇူးတင်ပါတယ်